မြင်လာပါမေဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့နိုင်ငံခြားသွားမဲ့သူတွေမဖြစ်မနေကြည့်တဲ့ဗီဒီယိုပေါ့နော်နိုင်ငံခြားသွားမဲ့လူတွေပဲကြည့်ရမှာလားဆိုတော့မဟုတ်ပါဘူးကိုခန္ဓာကိုယ်ရဲ့ပေါ့နော် ပြင်ပယောဂါပိုးဟိုမကူးဆက်စေခြင်းဘူးဆိုရင်တော့ဒီဗီဒီယိုလေးကမဖြစ်မနေကြည့်တဲ့ဗီဒီယိုလေးပေါ့နော်ဒီအခုနောက်ပိုင်းတွေ့မိတာကြတော့မြန်မာနိုင်ငံမှာအဖြစ်အများဆုံးယောဂါပေါ့နော်ကူးဆက်မှုအများဆုံးယောဂါလို့ပြောရမယ်ဆိုလို့ရှိရင်တီဗီယောဂါပိုးကကူးဆက်မှုအများဆုံးနဲ့ဘယ်လိုပြောရမလဲအယမ်းမြန်တယ်ပေါ့ကွာကူးဆက်တာဟာလေ တီဗီယောဂါပိုးပါပေါ့နော်ကူးစက်နိုင်ခြင်းအများဆုံးယောဂါပိုးလို့လည်းပြောလို့ရတယ်ပေါ့နော်အခုနောက်ပိုင်းမှာ mask မတက်လာတာတွေကြောင်းပေါ့နော် mask မတက်လာတာတွေကြောင်းလည်းပါတယ်အရင်တော့ကကျတော့ covid ဖြစ်လို့ဆိုရင် mask တွေတက်ကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော်တော်များများမတက်လာကြတော့ဘူးပေါ့နော် YBS ပေါ်ရင်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးကားပေါ်ရင်းဟို bus ကားပေါ်ရင်းပေါ့နော်ဆိုလို့ရှိရင်လုံးဝ mask လုံးဝမပါတော့တဲ့လူမျိုးရောင်ရှိရယ်ကွာ bus ကတစ်စီးလုံးမှာဆို3-4ယောက်လောက်ပဲ mask တက်တာမျိုးတွေရောင်တွေ့လာရတယ်ပေါ့နော် ထင်တော့ထင်မယ်ပေါ့နော်ဟာဒီမှာအရေးမပါတာတွေပြောနေရလို့ထင်ကောင်းထင်နိုင်မယ်ဒါပေမဲ့ကိုတကယ်ဥပမာနိုင်ငံခြားသွားရတော့မယ်ကိုအတွက်ဟိုအခွင့်အရေးတွေရှိလာပြီအခွင့်အလမ်းတွေရှိလာပြီဆိုတဲ့အချိန်မျိုးမှာပေါ့နော်ကိုစိတ်ဆစ်လိုက်တဲ့အချိန်မှာကို့မှာယောဂပိုးတစ်ခုခုကူးစက်နေရမျိုးရှိခဲ့တယ်ဆိုလို့ရှင်ဒါကိုရဲ့ဟိုအခွင့်အရေးတွေကြန့်ကြာသွားတာမျိုးတွေ ဥပမာအင်တာဗျူးအောင်ထားတဲ့လူတယောက်အနေနဲ့ပေါ့နော်ဥပမာဒီယောဂဘုကုဆက်ခံလိုက်ရတော့ဟိုယောဂဘုကုဆက်ခံလိုက်ရလို့ဒီယောဂဘုကုဆက်ခံလိုက်ရလို့ဆိုပြီးအချိန်ကြီးကြံ့ကြာသွားတာမျိုးတွေစိတ်တောက်နေရတာမျိုးတွေတစ်ခါလေကြာလို့ရှင်တချို့အလုပ်ရှင်တွေဆိုကန်ဆယ်လုပ်လိုက်တာမျိုးတွေအထီပါပေါ့နော်မေတို့တငယ်ချင်းတွေမှာဖြစ်ဘူးလေပေါ့နော်ဖြစ်တာမျိုးတွေ့ဘူးပဲအဲ့ဒီအတွက်ကိုဒါကအတက်နိုင်ဆုံးတတိထားရမယ်ပေါ့နော် ကျမ်းမာရေးကအဓိကဖြစ်ပါတယ်တချို့ကပတ်ဆက်ရှာဖို့အတွက်ကအဓိကတွေပါလို့ထင်ကြပဲ ထင်ရှားတယ်ပေါ့နော်ဒါပေမဲ့လို့ကျမ်းမာရေးကနံပါတ်1အကြီးကဖြစ်ပါတယ် master တဲ့အချိန်မှာဆိုလို့ရှိရင် mask ကမဖြစ်မနေတက်ကိုတက်တင်တယ်ပေါ့နော် master တဲ့အချိန်မှာလည်း master တဲ့အစဉ်စဉ်ပုံစံကိုပေါ့နော်မိအောင်မှာပုံလေးပြပေးထားတယ်အဲ့ဒီပုံလေးတိုင်းတက်တင်တယ်ပေါ့နော် mask ကိုအရင်ဆုံးကြိုးရနေခြင်ပြီးတော့တက်ပေါ့နော်တက်ပြီးွားလို့ရှိရင်အပေါ်အောက်ကိုပေါ့နော်တည်တည်ချာချာနှိပ်ပြီးွားလို့ရှိရင်ဆွဲဆန့်ပြီးွားနှိပ်ပြီးွားလို့ရှိရင်ဒီအပေါ်မှာအချောင်းလေးတစ်ခုပါတယ်ပေါ့နော်အဲ့ဒီအချောင်းလေးကိုကိုကကိုနှာခေါင်း size နဲ့ပေါ့နော်ဖိပြီးတော့ ဂျားထဲမှာလည်းပေါ့နော်လေဝင်လေထွက်အပေါင်မျိုးတွေမရှိအောင်လို့တိတ်တိတ်ချာချာလေးကိုနဲ့ကို size ကိုရဲ့မျက်နှာ size နဲ့ပေါ့နော် asset တဲ့ mask မျိုးပဲဝယ်ပြီးတက်တင်တယ်ပေါ့နော်တချို့ကျအရန်ကြီးနေရမျိုးတွေရှိရတချို့ mask ကြောင့်လည်းသေးနေရမျိုးတွေရှိရပေါ့နော်အဲ့ဒီအတွက်ကိုပေါ့နော်ကိုက mask ဝယ်တော့မယ်ဆိုလို့ရှင်လည်းကိုရဲ့ face နဲ့ပေါ့နော်ကိုရဲ့မျက်နှာနဲ့ကိုက်နေတဲ့ mask မျိုးကိုတိတ်တိတ်ချာချာရွေးချယ်ပြီးတော့ဝယ်တင်ပါတယ်ပေါ့နော် ပြီးရင် mass တက်တဲ့အချိန်မှာပေါ့နော်ဘလို့ဖြစ်လို့မရဘူးလဲဆိုတာမျိုးအောက်မှာပုံလေးထပ်ပြီးတော့ပြပေးထားပါမယ် mass တက်တဲ့ပုံစံပေါ့နော်တချို့ကြောင့်နှာခေါင်း mass တက်ထားရကွာဒါပေမဲ့ mass တက်ထားရဆိုရင်အတိတ်ပဲမျိုးမတက်ရဘူးနှာခေါင်းကြီးပေါ်နေတာမျိုးတွေပါဇက်ပဲအုပ်ထားတာမျိုးတွေတချို့ကြောင့်ဟိုနှာခေါင်းမဲ့အုပ်ပြီးပါဇက်ပေါ်နေတာမျိုးတွေရှိရတချို့ကြောင့် mass ကိုကွာတောက်လျှောက်တက်ထားတယ်တောက်လျှောက်တက်ထားပြီးတော့တစ်ခါလေကြာလို့ရှင်မုံစားဖို့လို့ရေတောက်ဖို့လို့တော့ကို mass ကိုကွာဟိုအောင်နာကို ချလိုက်တာမျိုးတွေရှိရေပေါ့နော်အဲ့လိုမျိုးတွေမလုပ်သင့်ပါဘူးမတ်စတာတဲ့အခါမှာပေါ့နော်တည်တည်ချာချာလေးတက်တင်ပါရယ်ပေါ့နော်အခုအမှားချက်ပြထားတဲ့ပုံစံမျိုးတွေမလုပ်သင့်ဘူးပေါ့နော်အခုပြထားတဲ့ပုံစံမှာဆိုလို့ရှိရင်အမှန်ပြထားတဲ့ပုံစံအတိုင်းလေးတက်တင်ပါရယ်ပေါ့နော်ပြီးရင်အဲ့ ကိုတက်ထားတယ်ကိုတနေ့တာလုံးတက်ထားတဲ့ mask ကိုပြစ်တဲ့အခါမျိုးမှာလဲပေါ့နော်တေးသေးချာချာလေးစွန့်ပြစ်တင်ပါတယ်ပေါ့နော်တချို့အမိုက်တန်ရှင်းလောက်တဲ့ဝန်ထမ်းမျိုးတွေရှိမယ်သူတို့တွေအတွက်ကိုလည်းထိခိုက်မှုမရှိအောင်ပေါ့နော်ကိုကကိုတက်ထားတဲ့ mask ကိုစနစ်တကျကြွကြွအဲ့တခုခုလည်းဟိုထည့်ပြီးတော့မှာပေါ့နော်တေးသေးချာချာလေးခြီးပြီးတော့မှာပဲစွန့်ပြစ်တင်ပါတယ်ဒါကအရန်ကိုဂယူဆိုင်ရမယ့်ဟာပေါ့နော်ပြီးရင်တချို့ရှိရဲ့ဟို အဆောင်နေတဲ့လူမျိုးတွေရှိရပေါ့နော်အဆောင်နေတဲ့လူမျိုးတွေဆိုလို့ရှိရင်တချို့ဘီဘိုးစီဘိုးယောဂပေါ့နော်ဘီဘိုးစီဘိုးယောဂနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အဆောင်နေတဲ့သူတွေရဲ့မှာတချို့အင်းကြီးတစ်ထဲတည်းကိုနှစ်ယောက်တူတူဝတ်တာမျိုးရှိတယ်။အကန်တစ်ချက်ထဲကိုနှစ်ယောက်တူတူသုံးတာမျိုးရှိတယ်။အဲ့လို share လုပ်ပြီးသုံးတာမျိုးပေါ့နော်ဒီနိုင်ငံမှာပဲသုံးတာလားဆိုမဟုတ်ပါဘူးဂျပန်နိုင်ငံမှာလည်းအဲ့လိုသုံးတဲ့လူမျိုးတွေရှိရပေါ့နော်။အဲ့လို share house တွေမှာနေတဲ့လူမျိုးတွေရှိရအဲ့ဒီတော့ကိုအထူးတတိထားပဲပေါ့နော်ကိုကကိုအသုံးဆောင်ပစ္စည်းလေးကိုတီးတက် လေးထားပေါ့နော်သူများရင်လည်း share သုံးတာမျိုးတွေမလုံးနဲ့ main key ဆိုလို့ရှင်လဲခေါင်းဖီးပေါ့နော် main key ရဲ့ယောက်ျားလေးပဲဖြစ်ရဲ့ခေါင်းဖီးကိုဟိုပြီးတစ်ခုလည်းရောနှစ်ယောက်တူတူသုံးတာမျိုးတွေမလုံးသေးဘူးပေါ့နော်တချို့ယောဂပိုးတွေဆိုလို့ရှင်ချွေးရတဲ့ဆင့်ကုဆတ်နိုင်တဲ့ယောဂပိုးမျိုးတွေတောင်ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကိုအထူးအနေနဲ့ကျန်းမာရေးနံပါတ်1အနေနဲ့အထူးအနေနဲ့သတိထားသင့်ပါတယ် GU site သင်ပါတယ်ပေါ့နော်ပြီးရင်ဟိုယောဂပိုးတွေလည်းအလွယ်တကူမဝင်အောင်လို့ကိုကအားစေးတောက်ပေါ့နော်အားစေးလို့ ိုက်တာမင်စီရောပေါ့နော်အဲ့ပြီးရင်ဗိုက်တာမင်စီဓာတ်ပါတယ်ပေါ့နော်အတင်းနံမျိုးလေးစားပေးတာမျိုးလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုကိုကိုခန်းကောင်းမယ်ပေါ့ကိုခန်းကောင်းတဲ့အတွက်ကိုယောဂပိုးဝင်မယ်ဆိုရင်တော့မအလွယ်တကူမဝင်နိုင်ဘူးပေါ့နော် master တဲ့အလေးအကျင့်လေးကိုတော့ဟိုကိုဗစ်ပျောက်သွားပြီဆိုပေမဲ့လည်းဒီ master တဲ့အလေးအကျင့်လေးကလုတ်ကိုလုတ်ပေးသင့်ပါတယ်ပေါ့နော်ဒါကအရန်ကိုအရေးကြီးပါတယ်တချို့ကထင်မယ်ဘာလို့ဒီမှဒီ ဟာကိုရေးကြီးခွင်ချက်လုပ်ပြီးဒီလောက်ထိပြောနေရလဲလို့ထင်အောင်ထင်မယ်ပေါ့နော်ဒါပေမဲ့လို့ဟိုမေတို့အတုံးမှာပေါ့နော်မေတို့ဒီခိုင်းခေါ်နဲ့ပတ်သက်ပြီးတော့သွားတဲ့အချိန်တုန်းကမေတို့အတုံးမှာဆိုလို့ရှိရင်ဒီတကယ်ချင်းနေအများကြီးပါတယ်ပေါ့နော်ဒါပေဒါပေမဲ့အဲ့ဒီတည်းမှာတယောက်ကပေါ့နော်တောက်လျှောက်အစင်းစင်စေးစစ်လာတာကွာသူအောင်နေပြီအင်တာဗျူးလဲအောင်ပြီ COE လဲကြာနေပြီသွားကန်နီးမှာမှာထပ်ပြီးတော့ကုမ္ပဏီကစေးစစ်ခိုင်းတော့ကျတော့စေးထက်စစ်လိုက်တဲ့အချိန်မှာ တီဗီရောဂါပိုးတွေ့သွားတာပေါ့နော်တွေ့သွားတော့ကျတော့သူ့ကိုတီဗီဆေးတောက်ဆိုပြီးတော့အလုပ်ရှင်ဘက်ကနေတီဗီဆေးတောက်ပြီးပြန်ခေါ်မယ်ဆိုပြီးလောက်တာမျိုးမဟုတ်ပဲနဲ့သူ့ကိုတမ်းပြီးတော့ cancel လုပ်လိုက်တယ်ပေါ့နော်တီဗီရောဂါပိုးရှိတဲ့အတွက်ကိုဆိုပြီး cancel ဆိုပြီးဖြစ်သွားတယ်အဲ့လိုမျိုးလေးဖြစ်မှအောင်ဆိုရင်လည်းပေါ့နော်တကယ်လို့ဟိုတချို့အလုပ်ရှင်တွေကြောင့်လည်း cancel မလုပ်ပဲနဲ့ဆေးတောက်တာစောင့်ပြီးအလုပ်ရှင်မျိုးတွေလည်းရှိရပေါ့နော်ဒါပေမဲ့လို့ကိုကတငယ်ချင်းတွေနဲ့အတူတူသွားရတာမျိုးမဟုတ်တော့ပဲနဲ့ကိုကကိုကဆေးတောက်နေရတာဖြစ်တဲ့အတွက်ကိုအချိန်ကြီးကြန့်ကြာသွားတာမျိုးတွေရှိမယ်ပေါ့နော်အဲ့ဒီတော့ကို ကျမရေးကိုအဓိကအနေနဲ့အထူးဂယူစိုက်တင်ပါတယ်။ဘယ်တော့တော့ mask လေးတက်ပါ။ပြီးရင်အဲ့ mask ကိုလည်းဟို mask တက်ထားရဲဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်ဒါမျိုးဟုတ်ဆိုရင်ပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့တိတိကျကျတက်ပါပေါ့နော်။မေးရှိမှပြထားတဲ့အတိုင်းပဲတိတိကျကျတက်ပါ။ဆုံးပြပြီဆိုလို့ရှိရင်လည်းတိတိကျကျဆုံးပြပါပေါ့နော်။တချို့မေးတွေ့ဘူးရယ်ပေါ့နော်။ mask လုံးဝမတက်တဲ့လူတွေရှိတယ်။ဘယ်လိုတော့မတက်တော့ဆိုလို့ရှိရင်ဟိုကိုကိုယ်တိုင်ကချောင်းကို တခုခုတခုခုနဲ့ဘတ်ကားပေါ်မှာစိုးနေတာကွာအဲ့ဒါတော့မှပဲဒီလူတွေအများကြီးပါတဲ့ကားတစ်စီးလုံးမှာကိုကိုတိုင်းကတခုခုချောင်းနေစိုးနေတာတော့မှပဲမတ်ကိုလုံးဝမတက်ပဲနဲ့ဒီတိုင်းကဘတ်ကားတက်စီရလို့ရှိရအဲ့လိုမျိုးလူကြတော့ဗောနော်ဟိုယောဂရှိရှိမရှိရှိဗောနော်တကယ်လို့ရှိခဲ့သေးမှန်တော့သူယောဂကိုဖြန့်ဝေနေတာဗောနော်ဟိုကိုယ်တော်လည်းမကောင်းဘူးလို့သူများရတော်လည်းမကောင်းဘူးကွာဟိုတရယောက်ကသူယောဂကိုဥသွားမယ်ဆိုလို့ရှိရင် လိုလုံးမလို့တကယ်လို့များအဲ့လူကဟိုဟိုမနေ့ပြန်တစ်ပတ်ခါဆိုနေနေကြတော့ရမယ့်လူမျိုးဆိုလို့ရှိရင်ဘလိုလုံးမလို့နော်သူ့ရဲ့အခွင့်အရေးအများကြီးဆုံးရှုံးသွားနိုင်ပါတယ်အဲ့တော့ကြာကိုကလည်းကိုချင်းစာစိတ်ကလေးထားပေါ့နော်ကိုပါယောဂပိုးရှိရဲဆိုလို့ရှိရင်သူများအောင်မကူးဆက်အောင်လို့မတ်လေးတက်ပါဘာမှမဖြစ်သေးတဲ့လူကလည်းပေါ့နော်ကာကွယ်တဲ့အနေနဲ့ပေါ့ဘာယောဂမှမကူးဆက်အောင်ကာကွယ်တဲ့အနေနဲ့မတ်တက်တင်ပါတယ်ကျမကြီးကအဓိကပါပေါ့နော်ကျမကြီးကိုအထူးပေးဦးစိုက်ကြပါလို့ပဲပြောချင်ပါတယ်